ပြိုင်ပွဲကနေထွက်ရမယ့်သူတွေထဲမှာနန်းနီနဲ့ကျုပ်ပါနေလို့တော်ဆဗန်ပတ်မှာအစီအစဉ်ပြောင်းပြောင်းခဲ့ရတဲ့မြန်မာစတာမင်္ဂလာပါလီလီဆက်ပရိသတ်ကြီးတို့ရေမြန်မာစတာဟာလက်ရှိမှာနာမည်ရနေတဲ့တချင်းဆိုပြိုင်ပွဲပရိုဂရမ်တစ်ခုဖြစ်နေပြီးလူစိတ်ဝင်စားမှုအမြင့်ဆုံးရရှိနေတဲ့ပွဲတစ်ပွဲလည်းဖြစ်နေပါတယ်မြန်မာစတာမှာအရေးချင်းရှိတဲ့ပြိုင်ပွဲဝင်တွေဝင်ရောက်ရှင်ပြိုင်လျက်ရှိပြီးအခုဆိုရင်တော်ဆဗန်ပေါ်ဖော်မန့်စ်ဝီကိုရောက်ရှိလာခဲ့ပါပြီဒီအပတ်မှာဆိုရင်ဖြင့်ပြိုင်ပွဲဝင်တွေဟာ အကျိတ်နယ်စူးစမ်းခဲ့ကြပြီးအကောင်းဆုံးအနေနဲ့နန်းနီနယ်ကျော်ဦးတို့ဟာပြိသက်ကြိုက်ဒိုင်ကြိုက်ထပ်တူကြခဲ့ကြပါတယ်။နန်းနီနယ်ကျော်ဦးတို့ကိုဝင်းနာဘသူရရပြိသက်အများစုကကြည်ကျင်းနဲ့နဲ့ပြောစမပြုနေကြတဲ့အချိန်မှာမြန်မာစတားရဲ့ထွက်ခွာရမယ့်နှစ်ဦးနေရာမှာနန်းနီကျော်ဦးနဲ့စောမျိုးရစာတို့ကရောက်ရှိနေကြတာဖြစ်ပါတယ်။ဒီအတွက်တမန်တမန်ရှိတဲ့ဒိုင်တူဦးဖြစ်တဲ့မိခလာကသူမပေးထားတဲ့အမှတ်အများဆုံးထဲမှာပါနေတဲ့ဒီသုံးဦးဟာတကယ်လဲတော်တဲ့သုံးဦးဖြစ်တာမို့ ဒီရလက်ကိုဘလို့မှလက်မခံနိုင်ကြောင်းနားမလည်နိုင်ကြောင်း မကြိုက်ကြောင်းပေါ်တင်ပြောဆိုခဲ့ပြီးအလားတူပဲဆရာစောပူစဲကလည်းချင်းငယ်နဲ့သဘောထားတတ်သူဖြစ်နေခဲ့ပါတယ်ဇင်အောင်ကလည်းဒီသုံးဦးကို နောက်အပတ်အတွက်ပြန်စေဖို့တိုက်တွန်းခဲ့ကြတဲ့အတွက်နောက်အပတ်မှာလက်ရှိခုနှစ်ဦးပဲဆက်လက်ပြန်ရအောင်မယ်လို့သိရပါတယ်ဒိုင်းတွေကတော့တမာတမန်ရှိစွာပြိုင်ပွဲဝင်တွေဘက်ကရည်တည်ပေးခဲ့တယ်လို့ပိတ်တတ်တွေကလည်းသူတို့ချစ်တဲ့သူတွေအတွက်ဖော်ပေးခဲ့ကြတာဖြစ်ပါတယ် မြန်မာစတားရဲ့450050ဆိုတဲ့ဆုံးဖြတ်မှုဟာဒိုင်းတွေအတွက်ရောပြည်သက်တွေအတွက်ရောပွဲစုစရာမိငုံထုတ်စရာဖြစ်နေပြီးဒီပြိုင်ပွဲမှာတကယ်ရင်ချင်းပြည့်တဲ့ကျော်ဦးနန်းနီလိုပြိုင်ပွဲဝင်တွေဝင်နာပြည့်ခွင့်ရှိပါမလားပြည်သက်ကြီးတို့ရောဘလို့မြင်ပါသလဲ